။ညောင်ရွှေမြို့၌မြို့အင်္ဂါရဲနှင့်အညီတန့်ရှင်းတာယာလပစေရေစုပေါင်းတန့်ရှင်းရေးဆောင်ရွက်တဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ညောင်ရွှေမြို့တွင် မြို့အင်္ဂါရဲနှင့်အညီတန့်ရှင်းတာယာလပစေရေတန့်ရှင်းလက်ဆက်တော်လေတုရရှိစေရေးနှင့် အမိုက်တရများကင်းစင်စေရေးတို့အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ဌာနဆိုင်ရာများစုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နေ့9နှစ်ကြာ ညောင်ရွှေမြို့ဖောင်တော်ဆိုင်လမ်းရှိရွှေတောင်ဦးစုံမင်းဓမ္မဇေတိတော်ရင်မြင်နှင့်ပတ်ဝန်းကျင်တွင်ဆောင်ရွက်ခဲ့ပါသည်အဆိုပါစုပေါင်းတန့်ရှင်ရေးဆောင်ရွက်မှုတွင်မိသက်တပ်ဖွဲ့ဝင်များဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများကဖရာရင်မြင်တော်နှင့်အာယုံခံတစ်ဆောင်တွင်ပလတ်စတစ်များအမိုက်တရိုက်များတင်စီ၍စနစ်တကျစုပုံဆုံးပြစ်ခြင်းဒီပြစည်းလေခြင်းဖျားဝင်းကျင်ရှိ ပေါင်းမြေချုံတွင်များခုတ်ဖွင့်ရှင်းလင်းခြင်းစီမင်းသားရာရေးဌာနမှာ အမိုက်တဲရင်များဖြင့်တည်ယူစွန့်ပစ်ခြင်းမြို့တွင်ရည်စည်းရလာကောင်းမွန်စေရေးအတွက်ရန်တရားများဖြင့်ဆောင်ရွက်ခြင်းတို့ကိုစုပေါင်းဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလင်းနှင့်တာဝန်ရှိသူများကကြီးစုအားပေးခဲ့ကြကြောင်းသိရှိရပါသည်ခင်ဗျာဆက်လက်ပြီးရဲဆောင်မြို့အာလကသုံးချောင်းတွင်ကျောင်းပတ်ဝန်းရှင်တန်ရှင်းသာယာလာပစေရေးအတွက်စုပေါင်းတန်ရှင်းရေးဆောင်ရွက်တဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ် ရန်ပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ရက်ဆောင်မြို့တွင်ယနေ့နေ့9နာရီကရက်ဆောင်မြို့အလကတောင်ကျောင်း၌ကျောင်းပတ်ဝန်းကျင်တန့်ရှင်းတာယာလပ်ပရေးစုပေါင်းတန့်ရှင်းရေးဆောင်ရွက်ကြပါသည်စုပေါင်းတန့်ရှင်းရေးကိုဘာထုတက်နယ်မှတက်ရင်တက်ဖွဲ့များမြို့နယ်ဆင့်ဌာနဆိုင်ရာများဆရာဆရာမများနှင့်ပြည်သူများစုစုပေါင်းအင်အား330ဦးကန့် ပူပေါင်း၍ကြောင်းတန့်ရှင်ရေခြုံွယ်ပိတ်ပေါင်းများရှင်လင်းရေအဆောက်အဦးနှင့်ညှိနေသည့်တက်ကိုင်းများခုတ်ထွင်ရှင်လင်းခြင်းတို့အားဆောင်ရွက်ခဲ့ကြပါသည်စူပေါင်းတန့်ရှင်ရေဆောင်ရွက်နေမှုအခြေအနေများကိုဘာထူးတက်နယ်မှုဘုံမှုကျုံနိုင်စော်ဦးရဲဆောင်မြို့နယ်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်၏အဖွဲ့ဝင်များကကြီးရှုစစ်ဆေးခဲ့ကြပြီးကျောင်းသားကျောင်းသူများသွေးလွန်တုပ်ဝေးရောဂါဖြစ်ပွားခြင်းမှကင်းဝေးစေရန်အတွက် လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးကလောမြို့နယ်ရှိ အခြေခံပညာထက်တန်းကျောင်းနှင့်စာကြည့်တိုက်တို့တွင် ခရိုင်မြို့နယ်မြို့ဆင့်ဌာနဆိုင်ရာများ စုပေါင်းတန့်ရှင်းရေးဆောင်ရွက်တဲ့တင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင် ကလောမြို့နယ်တွင် စာသင်ကျောင်းများတန့်ရှင်းတာယာလှပစေရေးနှင့်ချင်းအန်ဒီရဲ့သွေးလွန်တုပ်ကွေးယောဂကျူတင်ကာကွယ်ရေးအတွက်ကလောခရိုင်စီမံအုပ်ချုပ်ရေးဘွဲ့ဥက္ကဋ္ဌ ကြီးကျက်လမ်းညွန်မှုဖြင့်အပတ်စဉ်စနေနေ့တိုင်းစုပေါင်းတန့်ရှင်ရေးဆောင်ရွက်လျက်ရှိရာယနေ့နေ့နဲ့9နာရီကကလောမြို့အမှတ်30ရပ်ကွက်ရှိအခြေခံပညာတက်တန်းကျောင်းွယ်လတ်တကျောင်းအောင်ပန်းမြို့မင်္ဂလာရပ်ကွက်အမှတ်3အခြေခံပညာတက်တန်းကျောင်းနှင့်ဟဲဟိုးမြို့အမှတ်1ရပ်ကွက်ရှိ ပလဲတီတာစာကြည့်တိုက်တို့တွင် ခရိုင်မြို့နယ်မြို့အဆင့်ဌာနဆိုင်ရာများကစုပေါင်းတန့်ရှင်ရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်ထို့သူဆောင်ရွက်ရာတွင် ကလောမြို့အမှတ်30ရပ်ကွက်ရှိအခြေခံပညာတက်တန်းကျောင်းပွဲလက်တက်ကျောင်းတွင်ကလောခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်၍ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများကလောတပ်နယ်မှတပ်ရင်းတပ်ဖွဲ့ဝင်များကစုပေါင်းတန့်ရှင်ရေးဆောင်ရွက်ခဲ့ကြပါသည်။အလားတူကလောမြို့နယ်အောင်ပန်းမြို့မင်္ဂလာရပ်ကွက်အထက်ကသုံးစာသင်ကျောင်းဝင်းအတွင်စုပေါင်းတန့်ရှင်ရေးဆောင်ရွက်ခဲ့ရာတရင်တပ်ဖွဲ့ဝင်များမြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ မြို့ဆင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းနှင့်ကလောမြို့နယ်ဟဲဦးမြို့အမှတ်၁ရပ်ကွက်ရှိ ပလဲတီတာစာကြီးတိုက်တွင် စုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခဲ့ရာမြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများမြို့ဆင့်ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များစုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ